မက္ကဆီကိုရဲ့ရေတက်ရွတ်တင်ပေါ်တစဉ်ဟာမေဂန်နီယောက်ကဘရိုကလင်းတရားကြီးနဲ့ညီမီလို့တော်တော်လေးကိုပျက်စီးခဲ့ပြီးတော့လူမှုဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲဒီဘရိုကလင်းတရားကြီးဟာလွန်ခဲ့တဲ့6လဝန်းကျင်လောက်ကလည်းကုန်လင်းသင်္ဘောတစ်စီးနဲ့တိုက်မိခဲ့ပြီးကြိုးကြမှုဖြစ်ခဲ့ပူပါတယ်။ မက္ကဆီကိုရတဲ့ရွေသိမ်းမောကြီးစီးဟာအမေရိကန်နိုင်ငံနယူးယောက်မြို့ကဘရိုကလင်တာကြီးနဲ့ညီးခဲ့ပြီးထိခိုက်ပျက်စီးမှုချို့ကြုံခဲ့ရတယ်လို့မနေ့ကသတင်းတွေမှာဖော်ပြပါရယ်မက္ကဆီကိုရတဲ့ရလေကျင်းရွေသိမ်းမောကြီးဟာအမေရိကန်ကိုပွဲလမ်းသွင်းအခမ်းအနားအစီအစဉ်တွေရောက်ရှိနေပြီးမေ18ရက်နေ့ကတရားအောက်ကဖြတ်သန်းခြင်းသိမ်းမောရဲ့မြန်မာတဲ့ရွက်တိုင်ထိပ်ပန်းနေတဲ့တရားအောက်ခြေမလွတ်ပဲတိုက်မိခဲ့တာပါ ရေတက်ကရွက်လွင့်သွားလာမှုတွေလေကျင့်တင်မောဖြစ်သုံးနေတဲ့အဲ့ဒီတင်မောကြီးရဲ့ကုန်းဘက်ဘော်ကိုရွက်တိုင်ထိပ်ပိုင်းပြက်စီးတတော်များပြုတ်ကျခဲ့တယ်လို့ထိကတန်ရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတင်မောကြီးဟာတံတားနဲ့ညှိတဲ့ဓာတ်ပုံတွေဗီဒီယိုတွေလူမှုကွေမှာပြန့်နှံ့ခဲ့ပြီးပုံတွေဗီဒီယိုတွေရဆိုရင်အဲ့ဒီတင်မောရွက်တိုင်ထိပ်ပိုင်းမှာလူချို့ရှိနေပြီးအဲ့ဒီလူတွေရေထဲပြုတ်ကျတင်မောကုန်းဘက်ဘော်ပြုတ်ကျတာတွေလည်းတွေ့ရပါတယ်။ဒီဖြစ်စဉ်မှာအနည်းဆုံးလူ2ဦးလောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ နယူးယောက်ရဲ့နာမည်ကျော်အဆောက်အုံဖြစ်တဲ့ဒရာအကြီးမှာတော့ချီချီမွမွထိခိုက်ပျက်စီးတဲ့ခြေအနေမတွေ့ရပါဘူး။မက္ဆီကိုရေတပ်ကရေရင်မှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပြီးဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးသွားမယ်လို့ဆိုပါတယ်။နယူးယောက်မြို့တော်အရေးပေါ်အခြေအနေတုံ့ပြန်ဌာနက Brooklyn Drama မူမမှန်တဲ့ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့တယ်ဆိုတာအတည်ပြုထားပေမဲ့အသေးစိတ်ချက်လက်မှတ်ချက်ပေးဖို့ကတော့ညှိဆိုပါတယ်။ထိခိုက်ဒဏ်ရာသူတွေရှိခဲ့ပြီးလိုအပ်တဲ့တုံ့ပြန်ကူညီမှုတွေလုပ်ဆောင်ခဲ့တယ်လို့နယူးယောက်မြို့ဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါမဲ့ဒဏ်ရသူဘယ်နှယောက်ရှိသလဲရေရင်ဘော်ကလူတွေပြင်တရားဘော်ကလူတွေရောအထိခတ်ရှိသလားဆိုတော့အသေးစိတ်မချက်မပေးပါဘူးထပ်ပေါ်လာတဲ့ဗီဒီယိုဖိုင်ရဆိုရင်အဲ့ဒီတရားကြီးနဲ့ရေရင်ထိမိတဲ့အချိန်တရားဘော်မှာဖျက်ဆီးသွားလာနေတဲ့ကားတချို့လည်းတော်တော်လေးကိုကရောတော်ပါနဲ့မောင်းနေရကနေရင်ချင်းချင်းတက်မိမှုတွေရင်ကြောပိတ်ဆို့မှုတွေအများအပြားဖြစ်ခဲ့တယ်လို့သိရပါတယ်။သတင်းဌာနတွေအဆိုအရချစ်ချစ်ခီးစဉ်တစ်ခုအနေနဲ့အမေရိကန်ကိုရောက်ရှိနေတဲ့ဒီရွတ်သင်းဘောကြီးပေါ်မှာအမှုထမ်းပေါက်ခရယာဝန်းကျင်လိုက်လာခဲ့တယ်လို့သိရပါတယ်။